အလိုမကျဖြစ်တယ်ဆိုတာလိုနေလို့ဖြစ်တာမလိုချင်တဲ့သူတွေမှာ အလိုမကျဖြစ်တယ်ဆိုတာရှိသေးလားမရှိတော့ဘူးเนาะလိုချင်ရင်အလိုမကျဖြစ်မှာပဲရတို့တွေတက်ချင်တဲ့မတက်ရင် အလိုမကျဖြစ်မှာပဲလက်လာပါတွေရချင်တဲ့မရရင်အလိုမကျဖြစ်မှာပဲလိုချင်တာကိုငါ့ကိုဒီလိုဆက်ဆံစေခြင်းနဲ့ဒီလိုမဆက်ဆံတော့အလိုမကျမဖြစ်ဘူးလား လိုနေလို့အလိုမကျဖြစ်တာမလိုခြင်းရင်အလိုမကျမဖြစ်ဘူးဟုတ်လားလိုနေသည်မအလိုမကျမုတ်ချဖြစ်မိသာမလိုခြင်းမှာအလိုမကျဖြစ်ရသတ္တမလိုခြင်းချင်းနေရှိနေသည်မအလိုမကျတာတွေဖြစ်နေမှာဆိုတော့ဉာဏ်မရေတဲ့လိုခြင်းချင်းဆန္ဒကချစ်ချင်တာတွေမုန်းချင်တာတွေဖြစ်တတ်တယ်တဲ့ အခြေအမုံတွေဖြစ်နေရင်မနာလိုခြင်းဝင်တို့ခြင်းတွေရှိမယ်မနာလိုခြင်းဝင်တို့ခြင်းတွေရှိရင်တတ္တဝါတွေတဲ့ချင်တာတော့မှမတဲ့တော့ဘူးဟောအကြောင်းတရားမှန်လိုက်တာဗျာသာဓုပါဗျာသာဓုပါဗျာဘာကြောင့်မတဲ့တာလဲဆိုတာမြတ်စွာဘုရားဟောတော်မူလိုက်တာကွဋ္တိပါပဲဖရာဒါဆိုရင်တပည့်တော်မေခွန်းလေးထပ်မေးပြရစေအောင်ဖရာခတ်သက်သက်မေးမယ်ဖရာ လူချင်းချင်းဆန္ဒကြောင့်ချစ်ချင်းမုန်းချင်းနေဖြစ်တယ်ဆိုရင်အဲ့ဒီလူချင်းချင်းတွေကရောဘာကြောင့်ဖြစ်ရတာလဲဖေယားဘာကြောင့်လူချင်းတာလဲတဲ့နတ်တို့သနည်းတရားမင်းရေလူချင်းချင်းဆန္ဒတွေဆိုတာကကြံစည်ခြင်းဝိတက်တဲ့ကြောင့်ဖြစ်တာဆန္ဒဆိုတာအတွေးကြောင့်ဖြစ်တာတဲ့ဆန္ဒဆိုတာတွေးလို့ဖြစ်တာပဲ ဟုတ်လားတွေးနေတာဘာလေးလှုပ်ချင်ကောင်းမလဲဘာလေးလှုပ်ရင်ကောင်းမလဲဆိုတော့အဲ့ဒီအတွေးတွေကြောင့်ဆန္ဒတွေပေါ်တာပဲဒါကြောင့်မို့အတွေးများရင်အဝေးသွားတယ်မတွေးရဘူး your thoughts is your life ကိုအတွေးဟာကိုယ့်ဘဝကိုပုံဖော်ပေးတာအဲ့တော့အရင်မှာအတွေးကတိတ်အရေးကြီးတာအတွေးလေးမှားလိုက်တာနဲ့စိတ်တွေလေးသွားတာအတွေးမှားရင်စိတ်လေးတယ်နော်အတွေးမှန်ရင်စိတ်ကလေးကပေါ့နေတာနော် ကျွန်မြတ်စွာဘုရားကအတွေးနဲ့ပတ်သက်ပြီးတော့ right thought သမ္မာသင်္ကပ္ပဆိုမဲ့ခင်ရှိပါတယ်မှာထည့်တာသူရဲ့စံခြင်းဘက်ကမိစ္ဆာသင်္ကပ္ပ wrong thinking wrong thought မှားတဲ့အတွေးမှန်ကန်တဲ့အတွေးကမဲ့ခင်ရှိပါမေဇိမပရိပရာလမ်းကိုပံ့ပိုးပေးသည်ပေမဲ့မှားတဲ့အတွေးတွေကြတော့အဲ့ဒါအတွေးမှားတာ ਨੇ အဝေးသွားပြီးအပေတောင်ရောက်တယ် တ္တဝါတွေအတွေးမှားတာနဲ့တခါတခါမကောင်းတဲ့အတွေးတွေတွေးပြီးတော့အဲ့ရကနှိုးမထခြင်းနော်ညကတွေးထားတဲ့အတွေးကအရှိန်မပြေမနဲ့အဲ့ရနှိုးအဲ့အတွေးပြန်ပေါ်တာပဲမပေါ်ဘူးလားပေါ်ပါဘူးပေါ်တော့လေညကအိပ်ပြော်တဲ့အတွေးတွေနဲ့အတွေးတွေကဟာသာသမီအရေးတွေအကျွေးတွေကများတာပေါ့ အကျွေးတွေများတော့အတွေးတွေများအတွေးတွေများတော့အိတ်မပြောမနဲ့ကြနိုးတာနဲ့အဲ့ဒီညကတွေးတဲ့အတွေးကမပြီးတော့အိယာထဲမှာအဲ့ဒါတွေတွေးနေအိယာကတော့မထကြအတွေးကလူကိုလေးစေတာစိတ်ကိုလေးသွားတာညောင်းအတွေးမှန်တယ်များလေမကောင်းတဲ့အတွေးဆိုရင်ခေါင်းထဲကိုမထရအောင်ထုတ်ပလိုက်အတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာအတွေးဆိုတာကိုယ်အတွေးကိုမသိလို့သူကတွေးနေတာ အတွေးကိုသိတာနဲ့အတွေးမရှိတော့ဘူးဟုတ်ရလားတရားအထုတ်နေထိုင်ကြည့်ပါလားတရားတိုင်းတဏှာရီလောက်တရားတိုင်းဟောတမာရီကမတီတော့အတွေးတွေနဲ့ပတ်ချာလဲအိမ်ရောက်လိုက်ဟောသာသမီးစိတ်မချရနဲ့ဟောငါသွားရင်ငါအိမ်ကသမီးလေးဘလို့လုံးမလဲမြည်လေးဘလို့လုံးတရားတိုင်းနေနဲ့အတွေးတွေနဲ့ပတ်ချာလဲတဏှာရီတဏှာရီ55မိနစ်လောက်တွေးပြီးတော့မှပြန်ပြီးစိတ်ကသတိပြန်လဲဟောငါတွေးနေပါလားနိုင်ကြည့်လိုက်တော့55မိနစ်ပဲကျန်တော့ ငါတွေးနေပါလားလို့တိလိုက်တဲ့အချိန်တွေးတဲ့စိတ်ရှိသေးလားရှိတော့အတွေးဆိုတာသိရ